စိတ်ပြောင်းလဲရင်စိတ်ခံစားချက်တွေလိုက်ပြောင်းတယ်။မိတ်ဆွေစိတ်ပျော်ရွှင်နေရင်အခုလိုအခြေအနေတွေနဲ့ကြုံတွေ့နေရမယ်။လုံသမားကိစ္စတွေဟာအဆင်ပြေချုံးမွေ့နေမယ်။လက်ရှိအခြေအနေကိုအမှန်တိုင်းမြင်နေမယ်။အမှားအမှန်ကိုစဉ်းကျင်စဉ်းစားနိုင်မယ်။အခက်အခဲနဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေမယ်။မိသားစုနဲ့ဆက်ဆံရေးဟာအဆင်ပြေပြီးညှို့ထွေးမှုရှိနေမယ်။ပြင်ပကလူတွေနဲ့ဆက်ဆံရမှာလည်းအဆင်ပြေနေမယ်။လူတွေရဲ့ဝေဖန်မှုတွေနဲ့ကြုံလာရင်လည်းမတုံမလောက်ခံနိုင်ရင်ရှိနေမယ်။လူပွားမှာနေရတာကိုကျင့်နေနေမယ် ဒါပေမဲ့မိဆွေစိတ်မပျော်မရွှင်ဖြစ်နေရင်တော့အဲ့ဒါတွေနဲ့ပြောင်းမြဲဖြစ်နေပါလိမ့်မယ်။အဲ့ဒါကစိတ်မကြည်မလင်ဖြစ်နေလို့မရှိအခြေအနေကိုအမှန်တိုင်းမမြင်နိုင်မဖြစ်နေမယ်။စိတ်ကိုကြီးမားတဲ့စိုးရိမ်ပူပန်သောကတွေနဲ့လွှမ်းမိုးနေမယ်။ဒီခါမှဘဝကိုကြမ်းတမ်းခက်ခဲလို့ထင်နေမယ်။အရာရာကိုမကောင်းမြင်နေမယ်။မိသားစုနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေမယ်။ပတ်ဝန်းကျင်ကလူတွေကိုလည်းဒုက္ခပေးမဲ့လူတွေလို့အထင်မြင်လွဲနေမယ်။တခြားသူတွေပြောသမျှလုပ်သမျှတွေကိုလည်းအကောင့်ထင်မှာမဟုတ်ဘူး။လူဘဝမှာနေရတာကိုစိတ်ပြက်နေမယ်။ အခုပြောပြခဲ့တာတွေကိုတည်တည်ကြာကြာလေ့လာကြည့်ရင်လူတယောက်ရဲ့စိတ်ပျော်ရွှင်မှုစိတ်မပျော်ရွှင်မှုတွေအပေါ်မူတည်ပြီးစိတ်ခံစားချက်ကလိုက်ပြောင်းသွားတာကိုတွေ့ရပါမယ်။အဲ့ဒီအချက်ကိုတည်တာစီရဲ့ဥပမာတစ်ခုကိုထပ်ပြောပြပါမယ်။လူတယောက်ဟာမနက်ပိုင်းမှာစိတ်ပျော်ရွှင်နေတယ်၊သူ့မိမကိုချစ်တယ်၊သူ့ကားကိုသဘောကျညှစ်ထိုင်နေတယ်၊သူ့အလုပ်မှာပျော်နေတယ်၊သူ့ဘဝကိုကျဉ်းနေနေတယ်။ဒါပေမဲ့နေ့ကင်းမှရောက်တော့သူစိတ်မပျော်တော့ဘူး။ဒီခါမှမိမကိုစိတ်အနှောင့်အယှက်ဖြစ်စရာလိုမြင်လာတယ်။သူ့ကားကိုကားစုပ်ကြီးလိုထင်လာတယ်။ အလုံးလုံးရရမပြောတော့ဘူး။သူ့ဘဝမှာတိုးတက်စရာမရှိတော့ဘူးလို့မြင်လာတယ်။တကယ်တော့ဇနီးတဲ့အလုံးအကိုင်းမော်တော်ကားတွေဟာချက်ချင်းကြီးပြောင်းလဲမသွားပါဘူး။အရင်အတိုင်းအတူတူတွေပါပဲ။ဒါဆိုရင်ဘာကြောင့်သူ့စိတ်ခံစားချက်တွေပြောင်းလဲသွားရတာလဲ။အဖေကသူ့စိတ်ပြောင်းသွားလို့ပါ။စိတ်ပျော်ရွှင်နေရကနေစိတ်မပျော်မရွှင်ဖြစ်သွားလို့ပါ။အဲ့ဒါကိုသတိမမှုမိကြတဲ့ကျွန်တော်တို့ဟာစိတ်ကြကြတာစိတ်ဆင်းရဲတာတွေဖြစ်တဲ့အခါမှာပြောင်းလဲသွားတဲ့စိတ်ကိုအဖြစ်တင်ရမယ်အစားကျွန်တော်တို့ရဲ့လက်ရှိဘဝကိုအဖြစ်တင်ကြရတယ်။ လွန်ခဲ့တဲ့နှစ်နာရီသုံးနာရီအတွင်းမှာကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးပြိုကွဲသွားပြီလို့ထင်လိုက်ကြရတယ်။တကယ်တော့ကျွန်တော်တို့ဘဝဟာစိတ်ပျော်ချိန်မှာထက်စိတ်ထက်ကြချိန်မှာ အခြေအနေပိုဆိုးမသွားပါဘူး။တကယ်လို့အခြေအနေတွေကကျွန်တော်တို့လူလားသလိုဖြစ်မလာဘူးဆိုရင်ကျွန်တော်တို့လုံးတင်တာကကျွန်တော်တို့ရဲ့စိတ်အခြေအနေကိုတည်တည်ချာချာပြန်ဆန်းစစ်ကြည့်ရမှာပါ။စိတ်ကိုမမှန်ကန်ကန်ဆန်းစစ်ကြည့်နိုင်ဖို့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုအခုလိုတည်ပြရပါမယ်။ငါအခုစိတ်ဆိုးနေရစိတ်ပြက်နေရတောကဖြစ်စီနေရစိတ်မချမ်းမသာဖြစ်နေရပြီဟာစိတ်တက်ကြနေလို့ငါစိတ်မပျော်လို့ဖြစ်ရတာ ပြင်ပမှာဖြစ်ပျက်နေရတယ်ပြင်ပကအခြေအနေတွေနဲ့ဘာမှမသက်ဆိုင်ပါဘူးတကယ်လို့အဲ့ဒီအခြေအနေတွေကတကယ်ပဲဆိုးရတာရင်လည်းအခြေကကုစားပေးမယ်ဆိုတာကိုသိကြပါအခြေနဲ့ကုစားလို့မရတဲ့ပြဿနာတွေလည်းရှိနိုင်ပါတယ်စိတ်ပျော့နေရင်ဖြစ်ဖြစ်စိတ်တကျနေရင်ပဲဖြစ်ဖြစ်အဲ့ဒီပြဿနာတွေဟာဆက်လက်ရှိနေအောင်ပါဒါပေမဲ့စိတ်ပျော့ရွှင်တကျနေရင်ခေါင်းအေးအေးထားပြီးစဉ်းစားနိုင်လို့ပြဿနာကိုဖြေရှင်းနိုင်မယ်အဖြစ်ကိုရှာတွေ့မှာပါ စိတ်မပျော်မရွှင်ဖြစ်နေပြီးစိတ်တက်ကြနေတော့ခေါင်းထဲမှာရှုပ်ထွေးနောက်ကြည့်နေလို့ပြဿနာရဲ့အဖြေကိုရှာမတွေ့နိုင်ပဲပြဿနာထဲမှာပဲတဝဲလလဲနေမျောနေမှာပါဒီစာပိုက်ထဲကဒီအချက်တစ်ခုကိုသေးသေးကြကြမှတ်သားထားစေချင်ပါတယ်စိတ်ပြောင်းလဲရင်စိတ်ခံစားချက်တွေလိုက်ပြောင်းမယ်ပြဿနာတွေကိုအချိန်ကကိုးစားပေးနိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ